မင်္ဂလာပါဒီနေ့မှာတော့မိမိရဲ့ Facebook အကောင့်ကိုပတ်စံချလို့ရတဲ့အကောင့်ပုံစံပြောင်းပုံးလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်လည်းတူတစ်ခါကြည့်လိုက်ပါမယ်ပထမအဆုံးအနေနဲ့မိမိရဲ့ Facebook အကောင့်ကိုတစ်ခါဖွင့်ပေးရပါမယ် ပြီးရင်တော့မိမိရဲ့ profile ကိုထပ်တစ်ခါကြွပါမယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဆက်ကလေး30ကိုထပ်တစ်ခါနှိပ်ပေးရပါမယ်နှိပ်ပြီးရင်တော့ဒီအာနာလေးမှာလူပုံစံလေးနဲ့ရှိတဲ့တန်နေအောင် professional မဟုတ်ဆိုတဲ့နေရာလေးကိုထပ်တစ်ခါနှိပ်ပေးရပါမယ် okay ဒီလိုမျိုးပေါ်လာပြီဆိုတော့ချင်းကျွန်တော်တို့ကအပေါ်မှာရှိတဲ့အတန်းအစားတန်းလေးကိုထပ်တစ်ခါနှိပ်ပေးပါမယ် နောက်တစ်ခါ next ကိုထပ်နှိပ်ပေးလိုက်ပါမယ်။ပြီးရင်တော့ next ကိုပဲနှိပ်ပြီးတော့ set တော့လိုက်ပါမယ်။ Okay ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပက်ဆန်ချာမှာဖြစ်တဲ့အတွက်အပေါ်ဆုံးမှရှိတဲ့ papule လေးဆိုတဲ့ကဘာလုံးပုံစံလေးနဲ့နေရာကိုအမှန်တောက်ထားပေးရပါမယ်။အဲ့ဒီနေရာမှာအဆက်ကလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့အောက်နားမှာရှိတဲ့ next ကိုထပ်နှိပ်ပေးလိုက်ပါမယ် ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က conference ကိုထပ်လိုက်ပေးလိုက်ပါမယ်။ Okay ဒါဆိုရင်တော့ Facebook ကပွင့်တော့ event ဖြစ်ပါတယ်။နောက်တစ်ခါ next ကိုထပ်လိုက်ပေးလိုက်ပါမယ်။နောက်ထပ်တစ်ခါ next ကိုထပ်လိုက်ပေးလိုက်ပါမယ်။နောက်ထပ် next ကိုထပ်လိုက်ပေးလိုက်ပါ။ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတရားရုံးစာတမ်းလေးကိုထပ်လိုက်ပေးလိုက်ပါမယ်။ Okay ဒါဆိုရင်တော့ပက်ဆိုင်ချလို့ရတဲ့ Facebook account ချိန်သွားပြီပဲဖြစ်ပါတယ်။ကျွန်တော်အပြင်ကိုပြန်ထွက်ပြီးတော့မိမိရဲ့ Facebook account ကိုထည့်တစ်ခါဝင်ကြည့်ပါမယ်။ profile ကိုထည့်တစ်ခါနှက်ပြီးတော့တော့ကြည့်လိုက်ပါမယ်။ Okay ဒီနေရာလေးမှာ follower လေးနဲ့ following လေးပေါ်နေပဲဖြစ်ပါတယ်။ဒီလိုမျိုးအပေါ်မှာရှိတဲ့ professional dashboard လေးပေါ်နေပြီဆိုလို့ရှိရင် မိမိရဲ့အကောင့်မှာ ပုံတွေဗီဒီယိုတွေစာသားတွေတင်ပြီးတော့ကျွန်တော်တို့ကပတ်စံရအောင် monetization ချလို့ရရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်